အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစက်သတင်းဒါနာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖတ်ကြတော့ PDF တွေသိမ်းထားတယ်နေပြည်တော်စစ်တပ်ကပြန်ပြီးရသွားတဲ့ပတ်သက်ပြီးကိုနေတော်ပြောလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှကိုနေတော်အဲ့ဒီ channel ပတ်သက်ပြီးဘလို့တွေသုံးသက်ပြောဆိုထားတဲ့ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်သတင်းဒါနာမှာအထူးပဲကျေးဇူးတွေရှိပါရခင်ဗျာ ီမနက်ဟိုပါတော့တပိတ်ချင်းကိစ္စတိတ်လာတက်လာနေပတ်သက်ပြီးတော့တိတ်မထူးဆန်းဘူးလို့မြင်တာပဲအဲတိတ်မထူးဆန်းဘူးလို့မြင်တဲ့နေရာမှာတပိတ်ချင်းဆိုတဲ့မျိုးမဟုတ်မရရားစင်ကူလို့ပေါ့နော်လက်ပံလအဲအဲ့ဒီဘက်ဒီအကုန်လုံးမှာတချို့တော့ကျွန်တော်တို့အရင်ရဲဘော်တွေရှိပါတယ်ပြောချင်တာဘာလဲဆိုတော့ဗျာဟိုရှမ်းမြောက်မှာစစ်ရှုံးရတဲ့ကိစ္စက TNL ညံ့တဲ့ကိစ္စလည်းပါတယ်အဲနုကြီးရှုပ်တဲ့ကိစ္စလည်းပါတယ်ပေါ့ဗျာဒါကြီးကျွန်တော်ပြောခဲ့ပြီးပြီပြောချင်တာဘာလဲဆိုတော့ အပြည်သူလူထုတစ္ဆေဖောက်တယ်လို့တချို့တွေကပြောတယ်ပြည်သူလူထုဒလန်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်စီရင်အမြင်ကတော့ပြည်သူလူထုတာတကယ်လို့ဒလန်ဖြစ်ခဲ့မှာဆိုရင်မိုးကုတ်စင်ကူမေဒီယာလက်ပံလအဲတပိတ်ချင်းမေဒီယာပေါ့နော်ပသိမ်ကြီးအဆက်ထိတော်လင်းအင်အားစု တိမ့်နိုင်မှာမထင်ဘူးလေတိမ့်လို့ရမှာမထင်ဘူးဟုတ်တယ်နော်အဲစစ်ကဘာလို့ပြန်ရှုံးသွားတာလဲစစ်ကဘာဖြစ်လို့နောက်ဆုတ်ပြီးတော့ရန်သူ့ အဲတိုက်စစ်ကိုမကနိုင်တယ်ဆိုတဲ့အကြောင်းရင်းနှစ်ချက်ရှိတယ်။တချို့နေရာမှာ စီးရီလိုရဲ့ချက်ရအဲစီးရီအတုတ်ဆက်အတုတ်ဆိုးအတိုးဆုပ်အတိုးဆုပ်နဲ့ကစားရတာရှိတယ်။အဲတချို့နေရာတွေမှာဂွင်လဲဝင်လာအောင်ဆင်ရတာရှိတယ်။ဒါစီးရီရဲ့လိုအပ်ချက်။နိုင်ငံရေးလိုအပ်ချက်ကြတော့ကျွန်တော်တို့ကမြို့သိမ်းမာတို့ဘာတို့အဲတချို့ကိစ္စတွေကျွန်တော်ပြောချင်တာမြို့သိမ်းတာလွယ်တယ်ဗျ။မြို့သိမ်းတာဒီနေ့တော်လိုင်းပြီးကျင်နေရတယ်။အဲ့အဲ့မြို့ထိမ်းမဲ့ကိစ္စတွေကပြဿနာတွေအများကြီးရှိတယ်။ကျွန်တော်တို့မှာ မူဝါဒတွေစီမင်းစည်းကမ်းတွေတက်ဆိုင်ရာဥပဒေတွေခုံရုံးတွေတရားရုံးတွေမရှိဘူးအဲ့တစ်ချက်နောက်တစ်ချက်ကခင်ဗျားတို့အဲ့ဒီတပိတ်ချင်းနယ်မှာကျွန်တော်ပြောခဲ့ပြီးပါပြီဒီကောက်မှာပဲအဲတော်လိုင်းအားစုတွေတိန်းလိုက်တဲ့အချိန်ကသူ့လူကိုယ်ပတ်တာနဲ့အဲခင်ဗျားတို့တွေခင်ဗျားတို့တွေလုပ်ငန်းတွေခေါ်ပေးကြတယ် NLD အုပ်စုများတယ်ဗျာအခုကျွန်တော်တို့ခင်ဗျားတို့မန္တလေးတိုင်းစီရေးတာဝန်ခံငတောင်းဆိုတဲ့ကောင် အညာမြေကို TNL ဘက်ကနေပြီးတော့အဆင့်လက်နက်တွေပေးဖို့လုပ်တဲ့ချိန်မှာတားခဲ့တယ်အသေးတို့မရဘူးအညာမျိုးအလက်နက်ခင်းရတဲ့တေပိုင်ခွင့်သူ့နဲ့မြန်မပေးဘူးအဲ့မှာဘယ်လိုဖြစ်လဲဆိုတော့ခင်ဗျားတို့မှတ်မိမှာပေါ့မြင်းကြောင်တဲဖို့နိုင်ထူးအောင်ကနေပြီးတော့သူခွဲရတဲ့ရရတဆင်ဆက်ကိုစစ်စင်ရေးဒုတိယကြော့မှာမင်းတို့တခိုးတွေထားနားတော့မင်းတို့တခိုးတွေထားနားထောင်တချို့ကိစ္စတွေကျွန်တော်တို့ကဇွပြောနေတာမဟုတ်ဘူးဆွမ်းနာပြောတယ်ပေါ့ပြည်သူ့ဝန်ဆောင်မှုကိုကိုကိုတိုင်ကမလုပ်ပေးနိုင်ဘူးဆိုရင် ိုကိုတိုင်းကမလုပ်ပေးနိုင်ဘူးဆိုရင်ပြည်သူလူထုကိုမဖိနှိမ်ကြ။ခင်ဗျားတို့ရွှေတွင်းတွေတိန်းနေတော်လိုင်းတက်ဖွဲ့တွေရရှိသွားတဲ့အချိန်မှာခင်ဗျားတို့သူ့လူကိုယ်ပတ်သားလက်လံရိုက်ပြီးတော့ခေါ်သွင်းထားတဲ့ဥစ္စာတွေအထောက်ထောက်ထားတယ်အကုန်ရှိတယ်။ကျွန်တော်တို့ကတိတ်မပြောချင်ဘူးဒီချိုကိစ္စတွေက။အဲကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့ကိုယ်တိုင်ကပြည်သူဝန်ဆောင်မှုပေးတဲ့နေရာမှာအခွန်ကောက်တယ်ဆိုတဲ့ပြဿနာပေါ့လေ။အခွန်ကောက်တဲ့ပြဿနာ။အခွန်ကောက်တဲ့ပြဿနာမှာကကိုကိုယ်တိုင်ကဝန်ဆောင်မှုမပေးနိုင်ဘူးဆိုရင်ဝန်ဆောင်မှုပေးနိုင်တဲ့လူတွေက လုပ်လိုက်မယ်အဲ့ပုံမှာခင်ဗျားတို့ကစီမင်းစီကံတတ်မှတ်ထားဖို့လိုတယ်ဘာလို့ဒီနယ်မြေတွေပြန်ဆုတ်ပေးရလဲဆိုရင်ခင်ဗျားတို့သူများအိမ်ပေါ်မှာတက်နေတဲ့ကောင်တွေကိုအမိတ်မထုတ်ပြန်ဘူးစီမင်းစီကံရအေးမြူစစ်ပေးရှောင်လာလို့မန်လေးမှာလုပ်ငန်းရှင်အဲလုပ်ငန်းတက်လို့နေတဲ့ယောက်ျားကမိုးကုတ်ကြီးတိမ့်တဲ့အချိန်မှာစိုးရင်တကြီးပြေးလာတဲ့အချိန်မှာခနာတို့ဖန်းစီတက်ဖြတ်ခဲ့တဲ့ ပြစ်မှုတွေအဲကုံကားတစည်းကိုဟိုစကားစအဲ့တော့စကားစပေါ့အခုတော့စကားမပေါ့စကားစလက်ထက်ကကုံကားတစည်းပေါ့ဗျာခင်ဗျားတို့ဆိုလို့ချင်းအဲ့ဘက်မှာဒိုင်နာပေါ့နော်ဒေါ်နာ6ဘင်းနေရှိမှာတစည်းကို3000ပဲတောင်းတယ်ခင်ဗျားတို့စစ်ပွဲကြီးပြီးပြီးတော့နေမြေသိမ်းပြီးလိုက်တဲ့အချိန်မှာခင်ဗျားတို့ကားတစည်းကို12000လို့1000ခွဲလို့မကောက်ခဲ့ဘူးလားအဲ့တော့တော်လိုင်းအင်အားစုပါလို့ပြောတဲ့လူတွေကိုယ်တိုင်မကောက်ခဲ့ဘူးလား ခင်ဗျားတို့မိမယူဖို့ကြတော့ရွှေကိုပိတ်တာလိုက်တင်ပြီးတောင်းတဲ့စစ်ကောင်းဆောင်တွေခင်ဗျားတို့ဘာမှမပြောဘူးလားမင်းတို့အောက်ခြေကရဲဘော်တွေဘာမှမပြောဘူးလား YDS ကိုငါတို့လည်းချစ်ပါတယ် YDS မှာတချို့သောနေရာတွေမှာငါတို့ရဲဘော်တွေလည်းရှိပါတယ်ဘယ်လောက်ပဲပြောချင်တယ်ဆရာကြီးလောက်တာတော့မဟုတ်ဘူးပြောချင်တာဘာလဲဆိုတော့လူမှုချစ်အောင်လုပ် အခုကကစစ်ကစစ်နဲ့မတူဘူးဖြစ်နေတယ်အခုငါတို့တိုက်တဲ့စစ်ပွဲကအာနာရှင်တိုက်ပွဲလို့ဒါမျိုးကပြောတာစစ်ကိုဘယ်လိုပုံစံနဲ့ပုံဖော်နေလဲဆိုတာနားလည်ဖို့စစ်ရေးနားလည်ဖို့လိုတယ်အခုအခုလက်ရှိငါတို့တော်လှန်နေတဲ့စစ်ရေးတီပျောက်ကြားစစ်လို့ခေါ်တယ်ပျောက်ကြားစစ်ဆိုတဲ့နေရာမှာလှင်မြဲတွက်လက်လုံလဆိုင်ပြီးတော့လှုပ်ဝဲရတယ်လလေးလုံးလို့ခေါ်တယ်လှင်မြန်လှုပ်ဝဲလုံကြုံလုံလရှိရတယ်အဲ့တော့လုံလေးလုံနဲ့ လလေးလုံးပေါ့ကွာလုံလေးလုံနဲ့တိုက်ရတဲ့စစ်ပွဲအဲ့လိုပဲပြီးအဲကြောက်ကြားစစ်ရဲ့သဘောတဘာဝမှာအာလေးလုံးဆိုတာလည်းရှိတယ်နော်လလေးလုံးရှိတယ်အာလေးလုံးရှိတယ်ပြီးတော့ကြောက်ကြားစစ်တီရဲ့သဘောတဘာဝကရေတဲကငားလို့ရှင်းသားရတာရေများလေကို့အတွက်ကူးခတ်လို့ကောင်းလေရေနဲတဲ့အခါကျတော့ရှင်းတန်ရာကွက်ကွက်လေးပဲကြံတယ် ယောက်ျားစစ်တီတို့ကိုကိုကိုတတ်မှတ်ငါတို့က PD လည်းမဟုတ်လူငယ်လည်းမဟုတ် ပကပလည်းမဟုတ်ပကပလည်းမဟုတ်ငါတို့ဒီယောက်ျားစစ်သားတွေယောက်ျားစစ်ကိုဆင်နွှဲနေတာအခုကခုခံတွန်းလှန်စစ်ကိုခေါ်တယ်ခုခံတွန်းလှန်စစ်ချိန်မှာဘလို့ခုခံရမယ်ဘလို့ကာကွယ်ရမယ်ဆိုတာကိုနံပါတ်1အသိအရေးကြီးတယ်နံပါတ်2ယောက်ျားစစ်တီတယောက်ကပြည်သူလူထုမုန်းလာပြီဆိုရင်နေမြေကျင်းလာတယ်ကျင်းလာရင်လှုပ်ရှားနေမြေတွေနေသွားတယ်အဲ့ဒါသတိထားရမယ် တိုင်းပေါ်မှာရှိပါတယ်ဆရာကြီးလိုလိုပါလိုလိုနဲ့စီရေးနားလည်လားဆိုတော့လေစစ်တိုက်ပါမြို့သိမ်းပါအဟိုခိုးတယ်ဒီဖွက်တယ်လို့ပြောတယ်လူဆိုတာတဖက်သားကိုပြောတော့မယ်ဆိုရင်ကိုကိုရန်ကစီရေးနားလည်ရမှာဖြစ်တယ်လို့ကိုကိုရန်နဲ့စစ်တိုက်ပူရမယ်ကိုကိုရန်ကလည်းအဲတင်တန်းပေးပူရမယ်ကိုကိုရန်ကလည်းတကယ်ကိုစီရေးရဲ့ပထမဦးမြေနေထားနိုင်ငံတကာရှုမြင်ရှုတောက်ကနေပြီးတော့နိုင်ငံရေးသုံးသပ်မှုတွေရှိရမယ်ဒါကျွန်တော်တို့ကတော့အဖရီဒမ်ပြောတယ်ကျွန်တော်ကျွန်တော်အခုဟိုပြောတဲ့စကားတွေအကုန်လုံးကိုကျွန်တော်တောင်းဝန်ယူတယ်တောင်းဝန်ခံတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ YouTube လည်းကျွန်တော်မဖွင့်ဘူး အဲဆက်လာပြောဆိုတော့ဟိုဗားလေအဲ့ Facebook မှာပတ်စံရှာတယ်လည်းကျွန်တော်မလုပ်တတ်ဘူးပတ်စံရှာခြင်းလုံးလို့ YouTube မှာနာမည်ကြီးကျင်တော့အဲ့မရှိဘူးစိတ်ဝင်စားဘူးဘယ်ကောင်တင်လို့တင်မယ်လို့မသိတော့ပြောချင်တာဗားလေဆိုတော့ခင်ဗျားတို့အဲ့တပိတ်ချင်းကြီးစတဲ့တော့လက်ပံလာပေါ့လက်ပံလာတော့တပိတ်ချင်းလို့စင်ကူးမယ်လေအဲ့ရွှေထွက်တယ်အဲ့မှာတော်လိုင်းအဖွဲ၃ဘွဲ့ခွဲလိုက်တယ် တော်လိုင်းအဖွဲသုံးဖွဲဖွဲတော့ TNL ရဲ့တဖွဲပေါ့ဗျာနော် PN လေးရဲ့တဖွဲပေါ့ဗျာနော်ပကပတွေစူပေါင်းပြီးတော့အစင်ကူမေတရာလက်ပံလားတပိတ်ချင်းပပပကပမဆိုးဒါပေမဲ့တပိတ်ချင်းပကပကကြတော့သူကဟိုလူနေဒါနဲ့အစွမ်းစားရှိတယ်တတိရှိတယ်မှန်တယ်အကျန်တဲ့ပတိန်ကြီးတို့မေတရာတို့ဘာတို့မန်လေးတို့ကကြတော့တိတ်အဆင်မပြေဘူးတိတ်အဆင်မပြေဘူးကြားရတယ်ဗျအဲ့လိုအဆင်မပြေတဲ့အခါကျတော့လူတို့ကဘာဖြစ်လာလဲဆိုတော့မုန်းလာတယ်တော်လိုင်းကြီးကိုယွန်လာတယ်စစ်ကိုရက်ချင်တယ်အဲ့လိုဖြစ်သွားတာအဲ့လိုဖြစ်သွားတော့မင်းတို့ရှိတယ်ငါတို့အိမ်ကြီးပျက်စီးတာပဲ အဲမင်းတို့မရှိတော့မှငါတို့ဒီအိမ်တွေကဟိုနည်းနည်းပါးရှောင်တန်းလို့ရတယ်ဆိုတော့အတွေးခေါ်တွေဝင်လာတယ်မင်းတို့ DSA တင်တန်းမှာအခုဆိုရှင်ဒီတည်ကျုပ်ကာလမှာပြည်ဦးလင်မှာဘူလောင်းတင်တန်းစင်းတဲ့ဆိုတတ်တီးတတ်ကတတ်တဲ့ကောင်တွေစစ်တပိုင်းမှာမရှိဘူးတဲ့ပြဿနာတော့အဲဆိုတတ်တီးတတ်တဲ့ကောင်တွေအကုန်လုံးကပြည်ဦးလင်ရေပန်းဥယျင်တို့မင်းအွန်လိုင်းသားအခုဖွင့်လာတဲ့ဘာလဲဟိုဘာလဲဟိုဘာလဲကောင်းကင်ကပြန်လဲပါရက်ထားလားအေးအဲ့ဒီအဲ့ဒီအနေမှာဖြောပေးတယ်လေအင်းအရင်တော့ဆိုရှင် မဲအောင်လိုင်းစစ်မှုထမ်းဥပဒေမထုတ်ခင်ရဆိုလို့ချင်းဘာလို့လဲဆိုတော့အာကျမတို့လှူတဲ့တန်းတယ်ပေါ့မဲအောင်လိုင်းကစစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့ခါကျတော့စစ်မှုထမ်းရင်သိမယ်ဘူလောင်းတင်နဲ့တိုင်ရင်မြန်မယ်အရင်တော့ခင်ဗျားတို့2021 2022 2023မှာအဲ့ဒီကာလမှာခင်ဗျားတို့ဒီ DSC တင်တန်းကိုရှောက်လာနေတာခေါ်တော်မှမလာကြဘူးမလားအခု DSC တင်တယ်မှာအများကြီးပဲစစ်ခွေးတို့ခင်ဗျားတို့ပြောစစ်ခွေးတို့မင်းအောင်လိုင်းကခင်ဗျားတို့ရဲ့လဲလေသူကဥပဒေထုတ်လိုက်တယ်အတင်းကျပ်ပြဿနာရှာတယ်အဲ့တော့ ျွန်တော်ပြောချင်တဲ့တခုခင်ဗျားတို့တွေဒီမှော်ထဲမှာပေါ့ဗျာဒါဥပမာလေးတခုဒါလက်တွေ့ဖြစ်ခဲ့တဲ့အဖြစ်ပြန်တော့မှော်ထဲမှာဆိုရှင်မှော်ကနေပြီးတော့တပတ်ရှာပြီးတော့တင်းပြီးွားပြီးဆိုရင်လက်ရက်တဲ့လူတွေကတနိုင်တပိုင်ပေါ့ဗျာမရှိစင်းရဲသားတွေကကျင်စားလို့ရတယ်ကုမ္ပဏီကနေပေးတယ်စနေတနင်္ဂနွေပိတ်ရက်တွေဘာတွေမှာဆိုရင်သူတို့မျောသွင်းထားတဲ့ရေမြောင်းတွေဘာတွေကန်တွေဘာတွေညာရှိအဲ့မှာတပိုင်တနိုင်ဝင်ပြီးတော့လက်ရက်နဲ့ကိုယ့်ဘာကိုရှာစားလို့ရတယ် ခင်ဗျားတော်လိုင်းရေးအင်အားစုတွေတင်းပြီးလိုက်တဲ့အချိန်မှာလုံခြုံရေးအရာဆိုပြီးတော့ငိုတဲ့ကရှိရင်စဲမရှိစင်းရဲသားတွေကရွှေကျင်စားလို့မရဘူးအဲ့လိုမျိုးစနေတနင်္ဂနွေနေ့တစ်ပတ်နှစ်ပတ်သုံးပတ်တစ်လားနှစ်လားလည်းဖြစ်လေဖြစ်လာရောလူတို့ကမနေနိုင်လို့နေ့ဘက်ရောညဘက်ရောခိုးပြီးလုပ်တဲ့အချိန်မှာအပြိုလေးဗျာကလေးမတွေက16နှစ်18နှစ်ပဲရှိတယ်သူ့အဖေကြီးကတော့အသက်60လောက်ရှိတယ်နောက်တော့ဘိုက်ကြီးတယ်သူ့သမီးဘိုက်ကြီးတယ်၃ယောက်လုံးခေါ်ပြီးတော့ အဲ့ဘိုက်ကြီးတယ်ရောအပြူမရောကရုံတုံးလိုက်တယ်သူ့အဖေကိုရိုက်တယ်မပပဆက်ဆက်ပဲမင်းတို့တော်လိုင်းကဘာတော်လိုင်းကြီးလဲမင်းတို့တော်လိုင်းကဘာတော်လိုင်းကြီးလဲလူလူမာကအပြစ်မရှိဘူးဒီစတားလင်းထောင်တဲ့မိမသည် စီမင်းစီကံဥပဒေမရှိလို့မင်းတို့တွေကိုယ်တိုင်ကပြည်သူဝင်ဆောင်မှုမလုပ်ပေးနိုင်လို့သူကထားလို့တာအခွန်ကောက်စရာမလိုဘူးလုံကြုံရေးစီမင်းစီကံရစီကံတတ်မှတ်ပေးဖို့နံပါတ်1အမတန်ရေးကြည့် အဆမကောင်းလို့အနှောင်းမသိကြတာမြို့သိမ့်နေရဲပေါ်ပဲကွာမြောင်းထဲမှာအိတ်တင်အိမ်ရမယ်တပ်ပင်အောင်အိတ်တင်အိမ်မှာတော်တိုးပြီးအိတ်တင်အိမ်မှာဘာလို့သူများအိမ်မှာတအိတ်တာဟိုကရန်သူထောက်လန်းရာဟာ PDF တွေကဘယ်အိမ်မှာစုနေပါလဲအ PDF တွေကဘယ်ရက်ကွက်မှာနေပါလဲ PDF တွေကဘယ်အိမ်မှာနေနေပါလဲ location ပြလိုက်တော့မသားတွေဘောကုန်မင်းတို့အဲ့မှာအကုန်လုံးမသားတွေဘောကုန်စကားစားပါကနေပြီးတော့မန်လေးကြီးကတင်းလို့ရှိရင်တရုတ်ကလည်းပြဿနာရှာမယ် မန္တလေးကတင်လိုက်လို့ရှိရင်တရုတ်ကလည်းပြဿနာရှာမယ်။အဲနောက်ပြီးလို့ရှုပ်ရှုပ်ရင်တော်လိုင်းကြီးကမြန်မြန်ပြီးမယ်ဆိုတော့စစ်မှုထမ်းဥပဒေကိုအစဲအတန်ချမှတ်လိုက်တယ်မဟုတ်လား။ဝေါ်တာတွေဆွဲတယ်မဟုတ်လား။အာသားတို့သမီးတို့ကြောက်ပါတယ်။အာသားတို့ကဲကြပါ။အဲငါတူလေးကိုညီလို့ရှိမှခဏထားပါအောင်ဆိုပြီးတော့ရန်သူလူတွေထည့်ပေးလိုက်တယ်လေမင်းတို့မန္တလေး PDF ထဲကိုမင်းတို့ကိုယ်တိုင်တော့စဖို့တယ်လေစနိုက်ပါတင်တန်းမှာတကယ်ရိုးရိုးချွွွွတိုက်လာတဲ့စနိုက်ပါတင်တန်းစင်းတွေတကယ်ကုမာတို့တင်တန်းစင်းတွေလမ်းတော့မှာအသက်ခံရမလားရန်သူဖမ်းဆီးခံရမလားရန်သူကထိုးခွဲတာ မင်းတို့ကတော်လန်ရေးပေါ်မှာတချို့တချို့လူတွေကตาရနေကြတယ်လေตาရနေကြတဲ့အခါကျတော့ရန်သူကတိတယ်မင်းတို့ရဲ့အကြိုက်ကိုတိတယ်လို့မင်းတို့ဘာလုပ်ရမလဲဆိုတာလည်းနားလေတယ်အဲ့တော့အခုဒီ starling ကိစ္စနဲ့ပတ်သက်ပြီးတော့ line mode တင်တဲ့ကိစ္စကလည်းအဲ့မိသားစုလည်းမှားတယ်။အဲ့မိသားစုလည်းမှားတယ်။ပြီးတော့လာဖမ်းတဲ့ကောင်တွေကလည်းလက်လက်လေးတကားကားနဲ့ uniform လေးတကားကားနဲ့လာပြီးပြောဆိုပြီးတော့အဲပါဝါပြတယ်လို့ခေါ်တယ်ပေါ့ပါဝါလို့ခေါ်တယ်။ဒီအချိန်မှာငါတို့ကမင်းအောင်လိုင်းလောက်ပါဝါမကြီးသေးဘူးလေ ပြည်သူလူထုရဲ့ချစ်ခင်မှုကိုယူလင်ရတဲ့ပျောက်ကြားစစ်သားတွေပုဂ္ဂိုလ်ကိုပျောက်ကြားစစ်သားတွေလလေးလုံးအလေးလုံးစလေးလုံးဆိုရှိသေးတယ်စီလုံးညီညွတ်ခြင်းစွမ်းဆောင်နိုင်ခြင်းဒါတွေပြောပြလို့နွားပလာတာကိုကျွေးသူလို့ဖြစ်မှာပေါ့ပျောက်ကြားစစ်သားတွေရဲ့ကျင့်စဉ်တွေကိုလည်းလေ့လာကြပါဦးနောက်ပြီးတော့ငါတို့တိုက်နေတဲ့စစ်ပွဲကအာနာရှင်အမြင့်ပြည့်ရဲ့တို့မှန်တယ်ငါတို့ရဲ့စစ်ကွက်ငါတို့ရဲ့စီးရေးဖော်ဆောင်မှုဒီဘယ်လိုအတိုင်းအတာမျိုးနဲ့အပိသက်စစ်ကိုတမေရိုးကြစစ်ကိုရောက်ပြီလား တောက်ကြားစစ်ပြီးတော့မှတမယိုးကြားစစ်လို့ခေါ်တယ်တမယိုးကြားစစ်ဆိုတာအပိသက်စစ်လို့ခေါ်တယ်မင်းတို့ဒီနုကြီးမှာရှိတဲ့စောက်ယူလို့လို့စောက်ဘောလို့ဟိုနေ့ DJ ကိုကိုရှင်မှာဗာစောက်လက်နက်မှာဟာတွေငါတို့ဒီရဲဘော်တွေနဲ့ဆွေးနွေးတဲ့ဟာတွေမှာတော့အငိုက်လေးပါးတွေအဲတောက်ကြားစစ်သားရဲ့လိုင်းနာမှာစီမင်းစီကန်းနေစီရေးဖော်ဆောင်မှုစီရေးပြခွန်းမျိုးအကြောင်းနေအဲနောက်ကကြတော့ဒီအရေးတောက်ပြောင်တန်းဆောင်၍နောက်ခံမိုးသားအယောင်များနဲ့လှုပ်ရှားသွားလာပုံဖြတ်ပါတဲ့ ငါတို့ကလူလူနဲ့တသားတဲနေတဲ့ခါကျရင်လူလူကြားထဲမှာလူလူပုံစံမျိုးပဲငါတို့ကနေရမှာဟုတ်ဘာလို့ယူနီဘောင်းတကားကတလက်တကားကနေနေနေကြတာလဲကိုကိုကိုပျောက်ကြားစစ်သားလို့မတတ်မထားဘူးလားဟမ်မျိုးသိန်းရလည်းမှန်တယ်ချွာသိန်းရလည်းမှန်တယ်ငါတို့ကအောင်ပွဲရသေးတာမဟုတ်ဘူးစစ်ပွဲရဲ့တိုက်ပွဲရဲ့စစ်ပွဲရဲ့တိုက်ပွဲရဲ့အောင်ပွဲရဲ့ဆိုတာရှိတယ်စစ်ပွဲတိုက်ပွဲငါတို့ကတိုက်ပွဲတပွဲတပွဲတိုင်းစီကိုနိုင်ဖို့အတွက် စစ်ပွဲတစ်ခုဖြစ်ဖို့အတွက်တိုက်ပွဲတစ်ပွဲတစ်ပွဲတိုင်းစီကိုပုံဖော်ရတယ်။အဲ့မှာရက်ဆက်တာရှိတယ်၊ကြိုက်ရတာရှိတယ်၊အဲကိုခါရတာရှိတယ်၊သူများခါရတာရှိတယ်ပေါ့နော်။အဲစစ်ပွဲတစ်ပွဲတိုင်းစီကိုအနိုင်ရပြီးတော့မှပြည်သူလူထုနဲ့တသားနဲ့တသွေးနဲ့တသန်နဲ့ကြပြီးဆိုတော့မှစစ်ပွဲအောင်ရခြင်းအကြောင်းအရာ၁၀ချက်ရှိတယ်။နော်စစ်ပွဲအောင်ရခြင်းအကြောင်းတရား၁၀ချက်ရှိတယ်။အများကြီးလေ့လာကြအောင်လူသေးတယ်အများကြီးလူသေးတယ်အများကြီးလူသေးတယ်။အခုရန်သူကကဆာတာ ငါးဆိုပြီးတော့ကဆာရ6ကိုဖြုတ်ပြီးတော့ကဆာရငါးလုပ်လိုက်တယ်ချစ်လက်အောင်ပြန်ပြီးတော့စုဖွဲ့အဲကဆာရငါးအောက်ကိုစတိုင်းလေးတိုင်းပြန်ပြီးတော့စုဖွဲ့အဲဒီကပ80လို့ခေါ်တယ်ကာကွယ်ဥပဒေဆိုင်ရာ ဲပြဌာန်းချက်လို့ခေါ်တယ်အဲ့ဒီကပ80လို့ကောက်ကလေးဥပဒေဆိုတာပြင်လို့မရဘူးဒါကတကယ်ကောင်းတဲ့ကောက်ကလေးဥပဒေစစ်တပ်ဘက်ကဆွဲထားတာအဲပြင်လို့ရတာကကျတော့ဘာလဲစစ်တပ်ရဲ့ဖွဲ့စည်းပုံတွေကိုတော့ပြင်လို့ရတယ်ဥပဒေကိုပြင်လို့မရဘူးစစ်တပ်မှာအဲ့တော့စီရေးကြောင်းနားလေတဲ့ကောင်းလေးဆိုတော့ကောင်းကောင်းသိတယ်။နော်စစ်သားကြီးတွေပေါ့ကမင်းတို့ပြောတဲ့ဟို CDN ဝင်တဲ့ဗိုလ်မှူးတွေလားဗိုလ်ကြီးတွေဒီကောင်းလေးပြောလားမပြောလားမသိငါပြောပြမယ်။ ကာဘာ90ဆိုတော့ဥနေဝင်လက်ထက်ကကာဘာ90ကိုပြင်ခဲ့တယ်1962ခုနှစ်အာဏာသိမ်းမှုတော့1958မှာအဲကာကကြီးဥပဒေကိုပြင်ခဲ့တယ်ပြင်စင်ဖွဲ့စည်းတိုးချဲ့တယ်ပေါ့ကွာအရင်တော့စစ်တိုင်းနှစ်တိုင်းကနေ၄တိုင်း၄တိုင်းနဲ့၆တိုင်း၆တိုင်းနဲ့၈တိုင်း၈တိုင်းကနေပြီးတော့အခု၁၄တိုင်းဖြစ်သွားတယ်စစ်တိုင်း၁၄တိုင်းရှိတယ်တမဆယ်မှရှိတယ်စစ်တိုင်းတစ်တိုင်းရဲ့အောက်မှာစစ်တိုင်းတစ်တိုင်းရဲ့အောက်မှာသူကဘာရှိလဲဆိုတော့တိုင်ရင်တပ်ဖွဲ့ချင်းများချင်းလင်တိုင်ရင်တပ်ဖွဲ့၁၀ဖွဲ့ရှိတယ်တိုင်းတမတမရဲ့အောက်မှာနော်နောက်တော့တမတမရဲ့အောက်မှာ တမဆိုတော့ခွန်ခွန်တို့ငါငါတို့နှစ်နှစ်တို့လေးလေးတို့ဘာတို့ညာတို့ပေါ့ကွာအတမတတိအင်တိုင်းနှစ်နှစ်ဖန်အဲတုံးတုံးစကိုင်းလေးလေးအဲကြိုက်ထူပေါ့ညာမူကြီးနဲ့ကြိုက်ထူဟိုငါ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 အောင်ပန်းအဲ66ပြီးအင်းမခွန်ခွန်ပကူအဲရှစ်ရှစ်အဲဟိုဘာဘယ်မုံရွာပေါ့အဲကိုကိုစကိုင်းပေါ့အဲအစားစစ်ပြီးအဲတရားတက်ဆိုလို့ရှိရင်ပခုတ်ကူပေါ့အဲအမျိုးစစ်တိုင်းအဲတမတရှိတယ်နော်တမတရှိတယ်စစ်တိုင်းကြတော့အရှိအနောက်တောင်မြောက်အရှိတောင်တိုင်းပါညာပေါ့ကွာ၁၄တိုင်းနော် လက်ခါတကာကျရင်စီအကြောင်းတွေပြောချင်တာအများကြီးရန်သူရဲ့ပြောင်းလဲလာတဲ့အကြောင်းတွေပြောချင်တာလည်းအများကြီးပဲဒါပေမဲ့ဒီမနက်မြင်ရတဲ့ကိစ္စကြီးကတအားရုပ်ပြတ်သွားကြည့်တယ်တအားရုပ်ပြတ်သွားကြည့်တယ်စတားလေးနဲ့မဖွင့်ပါနဲ့โอเคမဖွင့်ဘူးအဲဆိုငါတို့ကစတားလေးမဖွင့်ဘူးငါတို့ရှိမှလာသုံးကြပြည်သူလူထုတွေစီစစ်ပြီးလက်ခံပေးမယ်ရှိသလားရှိသလားဘယ်လိုရတာလဲရွှေတွင်းနေနေလို့လားရွှေတွင်းကိုရိုးတန်းတန်းတော့မှမျောမတိုက်တော့ဘူးတေချာကုတ်ပြီးတော့မှတနေရာမှာတက်ကျင်ဖို့တော့ဘူးဘတ်ဖိုးတွေနဲ့ကုတ်အာဆိုတာဗာလဲဟိုဖော့ကားတွေနဲ့တဲ့ မိုက်တယ်နော်ဖျားပွဲလိုပဲအဲ့တော့ဟို TNL လေးကိုလည်းနည်းနည်းသတိပေးခြင်းပါတယ် TNL လေးကိုနော်မင်းတို့တဲ့တွဲနေတဲ့ TNL လေးကိုသတိပေးခြင်းရှမ်းမြောက်မှာဘာလို့ကြာသွားလဲဆိုတော့ရှမ်းမြောက်ခုဘာလို့တရုတ်ရဲ့ဖိအားလဲပါလို့ရန်သူထောက်လန်းရေးတဲ့ပါတယ်ရန်သူရဲ့ထောက်လန်းရေးတဲ့ပါတယ်ရန်သူထောက်လန်းရေးကဘလို့အသွင်ယူလာလဲဆိုတော့အခုထော်လာကြီးတွေချင်းရွှေတို့အဲလောင်ကိုင်းတို့မူဆယ်တို့ဘက်ကနေတဲ့ထော်လာကြီးဟိုက်ဒရိုလစ်ထော်လာကြီးတရုတ်ကထုတ်တဲ့အဟောင်းတွေဝယ်တဲ့ကောင်တွေ အဲ့ကောင်တွေစီစစ်လမ်းပေါ်မှာ10စီးတရွဲ5စီးတရွဲ3စီးတရွဲ4စီးတရွဲတွားနေတဲ့ကောင်တွေထဲမှာတကယ်ရိုးသားသားလှုပ်ရှားတဲ့ကောင်တွေပါတယ်ဆာယာဖာနဲ့ SP တွေပါနေတယ်အဲ့ကြောက်ဘူးကြောက်မဲတို့တီဘောတို့ဘာတို့ညာတို့ပေါ့အခုမင်းတို့နောင်ချိုးတို့အကုန်လုံးအဖိုက်ခံရတာတေချာကိုစနစ်တကျပုံကျဲသွားတာအဲ့ဒါကထော်လာကြီးတမားတွေနဲ့ဆိုင်ကယ်ကယ်တီတမားတွေမှာဆာယာဖာနဲ့ SP တွေပါနေပါတယ် ဒါကျွန်တော်တခါလေးပြောလိုက်တာပါမင်းတို့ကောင်တွေကပတ်ဆံရရင်ပြီးရောဆိုပြီးတော့အရင်တော့စစ်ခွေးလက်ထက်က3000ပဲကောက်တဲ့ဂိတ်မှာ12000ကောက်တော့လေပေးပြီးတော့သွားတဲ့ထဲမှာတီရှာစီစစ်ဖို့တော့လိုတယ်အဲ့တော့မင်းအောင်လိုင်းကိုရှော့မတွက်နဲ့အခုတီတီတင်းကြီးရစစ်ခွေးတွေဘက်ကနေတယ်လီဂရမ်တို့ဘာလို့ညာတို့ကနေတင်းလာတယ်ကဘာဟိုဒါကြီးချပြလိုက်ရင်ဘာဖြစ်သွားမလဲမင်းတို့ပြောနေတာအင်္ဂလိပ်လိုပြောတာမဟုတ်ဘမာလိုပြောနေတာဘမာတွေပဲနားလေတဲ့စကားတချို့တိုင်းသားဘမာစကားနားမလဲတဲ့တိုင်းသားတော့နားလေခြင်းမှာနားလေမှာ ဒါပေမဲ့ရံဖြစ်နေတာတော့တွေ့တယ်ယူနီဖောင်းကြီးဝတ်ပြီးတော့ပြဿနာရှာနေတာတနက်တွေခြံပြီးပြဿနာရှာနေတာတော့တွေ့တယ်တပ်ဖက်ကပြည်သူလူထုဖြစ်နေတယ်မင်းတို့ကပျောက်ကြားစစ်သားတွေမှန်ရင်ပြည်သူနဲ့တသားတဲ့ပြည်သူလူနေရတယ်မင်းမှကတ်ရှိရတယ်ကျွန်တော်တော့စားရဖားပါစားရဖားငါတို့ဝင်ဖမ်းသွားတဲ့ချိန်ကအဲဒီကောင်စောက်ရသမားလူလူပြည်သားသမားလူငါတို့ဖမ်းသွားတာအသွင်ယူတယ်လို့ခေါ်တယ်ဒီကောင်ဒီမာကတကယ်ဆက်တကြလေ့ကျင့်ထားလားအဲ့တော့အင်းရှင်ကြီးတို့မင်းတို့ကိုယ်တိုင်ကကြေးရွာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုပြန်မခန့်နိုင်ဘူးလားမင်းတို့တိမ့်လိုက်တဲ့ဆိုတဲ့နေအမြေလေးမှာ အဲလုံခြုံရေးအရဟိုကြေးရွာအစုရဲ့မင်းတို့ထဲကလူပဲဖြစ်ဖြစ်ကွာတဆင့်တဆင့်တဆင့်ဥတွေဆိုတာတဆင့်ချင်းသွားရတာဒါရိုက်ဒါသွားလို့မရဘူးစာထုတ်တယ်ဥမာသူ့ကိုပဇက်နဲ့ခေါ်တယ်ရုံးကိုခေါ်တယ်မရဘူးစာထုတ်တယ်မရဘူးမရရင်အဲစာကတ်မယ်ပြင်ညာမယ်ဒီလူတွေဒီလူရဲ့ styling ကိုသုံးတဲ့လူတွေအကုန်လုံးကိုထိရောက်စာရေးယူမယ်အဲ့ဒါအလိုလူလူပါအကြံလူအကြံပါကျွန်တော်တို့ရဲ့လုံခြုံရေးလိုအပ်ချက်အရာဒီမိသားစုဒီဆိုင်ရာဒီလူဒီလူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလူတွေဒီလူတွေကိုရေးယူမယ် ဟုတ်ပြီအဲ့ဒါဆိုရှင်တကယ်အခက်ခဲဖြစ်တယ်ဟိုမိဘတွေနဲ့ဟိုဝေးနေတဲ့လူတွေပဲဖြစ်ဖြစ်ညီကောင်မောင်နှမနဲ့ဝေးနေတဲ့လူတွေပဲဖြစ်ပတ်စံထုတ်တာလည်းတွင်းတာပဲဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်အလိုအချက်ဖြစ်လာပြီလိုအချက်ဖြစ်လာပြီဆိုရင်အဲ့ဒီရဲ့လိုအချက်အစားကိုကျွန်တော်တို့ဖြည့်တင်းထားပေးပါတယ်ကျွန်တော်တို့ရဲ့တရင်တစ်ဖွဲ့ဒီရဖွင့်ထားတဲ့အဲတတ်တာဆိုင်လေးရှိပါတယ်ဟိုကသူ့ရှိမှ2000ပေးရရင်ကျွန်တော်ရှိမှ1000နဲ့ပြည်သူဝန်ဆောင်မှုဆိုတာဒါကိုခေါ်တာလေကိုကတတ်တာနဲ့နီလန်နဲ့ပြည်သူဝန်ဆောင်မှုပေးရတာအဲ့ဒါပြည်သူဝန်ဆောင်မှုပြဿနာလို့ခေါ်တယ်စစ်ရေးနဲ့ဘာမှမဆိုင်ဘူးမင်းစစ်သားလည်းမဟုတ်ဘူးမင်းစစ်ယူနီဖောင်းဝတ်ဆရာတို့အကြောင်းမရှိဘူး हा <laughs>